ားပါရှင်မြန်မာနိုင်ငံတဝင်းကသတင်းတွေကိုဒဝဝပြည်သက်တွေတရှိစီဖို့တပတ်အတွင်းမြန်မာသတင်းရေးရာအစီအစဉ်ကိုတင်ဆက်လိုက်ပါတယ်ဒီတစ်ပတ်မြန်မာရေးရာမှာတော့မေလ17ရက်ကနေမေလ18ရက်အထိတပတ်တာအတွင်းဖြစ်ပျက်တွေထဲကထူးခြားဖြစ်စဉ်တွေကိုကောက်နှုတ်ဖော်ပြတော့မှာပါဒီအစီအစဉ်ကိုဒဝဝ1.8ကအစီအစဉ်တင်ဆက်ထားတာပါ ကိုင်းတိုင်းနဲ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ចောင်းသားចောင်းသူကလေးငယ်တွေဆရာမတွေအမျိုးသမီးတွေအပါအဝင် အစုလိုက်ပြုံလိုက်တိစုံမှုတွေဖြစ်ပွားခဲ့ပါတယ်။စကိုင်းတိုင်းဒီပေးင်းမြို့နယ်အိုးတိမ်တွင်းရွာစာတင်ကျောင်းကို မေလ12ရက်မှာစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ကျောင်းတက်နေတဲ့ကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာမ2ဦးစုစုပေါင်း24ဦးတေဆုံးပြီးတရာကျော်ဒဏ်ရာရခဲ့ပါတယ် ိုးတိမ်တွင်းရွာစာတင်ကျောင်းဟာအင်ဂျင်ကြီးရဲ့ဂျားကာလာပညာသင်ကျောင်းဖြစ်ပြီးပုံမှန်ကျောင်းဖွင့်ချိန်မဟုတ်ပေမဲ့စစ်ဘေးရှောင်ရင် အတန်းနောက်ကျတဲ့သူတွေအတွက်ဖွင့်လှစ်တင်ကြားပေးနေတာလို့အင်ဂျင်ကြီးကထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ထုံးရွေရွာဟောင်းကျေးရွာကိုလည်းမေလ23ရက်မှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်တလင်းငယ်တွေအပါအဝင်12ဦးသေဆုံးပြီး23ဦးဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုနှစ်ခုစလုံးဟာ ိုက်ပွဲဖြစ်ပွားတာတစုံတရာမရှိဘဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ငလင်ဘေးပြန်လည်ထူထောင်ရေးအတွက်စစ်ကောင်စီအပြစ်အခက်ရက်စဲကြောင်ကြီးညာထားတဲ့ကာလအတွင်းလေကြောင်းကနေတိုက်ခိုက်မှုတွေကြောင့်အရသားပြည်သူ180ကျော်သေဆုံးပြီး300နီးပါးဒဏ်ရာရတယ်လို့ NLD ပါတီကမေလ15ရက်မှာထုတ်ပြန်ပါတယ်။စစ်ကောင်စီရဲ့အပြစ်ရက်ကာလဖြစ်တဲ့ဧပြီလ3ရက်ကနေမေလ7ရက်အထိငလင်ဘေးဒဏ်တင်ဒေသတွေအပါအဝင် ိုင်းနယ်ပြည်နယ်17ခုမှာလေကြောင်းတိုက်ခတ်မှုအကြိမ်ရေ180ကျော်ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါဗျ။လေကြောင်းတိုက်ခတ်မှုတွေကြောင့်တေဆုံးတန်ရာရသူတွေထဲမှာအသက်18နှစ်အောက်ကလေး100ကျော်ပါဝင်တယ်လို့ဆိုပါတယ်။လေရင်နဲ့ဘုံကျဲလို့သခိုင်းနဲ့ရခိုင်မှာတီသူတွေအစုလိုက်ပြုံလိုက်တေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တဲ့မေလ12ရက်နဲ့13ရက်နေ့တွေမှာစစ်ကောင်စီဟာသခိုင်းတိုင်းမင်းမှုမျိုးရှမ်းပြည်နယ်မန်တုံမျိုး မိုင်းငေါမြို့နယ်နောင်ချိုမြို့မန္တလေးတိုင်းနယ်ကဝက်လက်မြို့ရွှေဘုံမြို့နယ်ကကြေးရွာနေရွာပဲခူးတိုင်းရွှေကျင်မြို့နယ်တွေကိုလည်းတိုက်ခိုက်ခဲ့တာကြောင့်အရတောင်းပြည်သူတွေတေဆုံးခဲ့ရတယ်လို့အင်ယူဂျီကထုတ်ပြန်ထားပါတယ်။မေလ23ရက်နောက်ပိုင်းမှာလည်းတိုင်းနယ်ပြည်နယ်အများအပြားကိုတရက်တည်းလေရင်နဲ့ဘုံကျဲတာတွေဆက်တိုက်လုပ်နေတာလည်းတွေ့ရပါတယ်။စစ်ကောင်စီက2025ခုနှစ်ဇန်နဝါရီလကနေမေလ12ရက်အထိတိုင်းနယ်ပြည်နယ်73ခုမှာ လေကြောင်းတိုက်ခတ်မှုအကြိမ်ရေ2900နီးပါးပြုလုပ်ခဲ့ပြီးအရတားပြည်သူ3000ကျော်တေဆုံးတယ်လို့လည်းအင်ယူဂျီရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။လက်ရှိမှာလည်းစစ်ကောင်စီရဲ့အပြစ်ရကြီးညာချက်ဟာဟန်ပြထုတ်ပြန်မှုသာဖြစ်ပြီးလက်တွေ့မှာလေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်ခတ်တာ အစုလိုက်အပြုံလိုက်တပ်ဖြတ်တာတွေကို နေ့စဉ်ရက်ဆက်ကျူးလွန်နေတယ်လို့လည်းအင်ယူဂျီကဆိုပါဗျ။ စစ်ကောင်စီကငလင်ပေးထူထောင်ရေးအတွက်မေလ31ရက်အထိအပြစ်ရက်ကြေညာထားပေမဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ဒေသတွေမှာပါလေကြောင်းတိုက်ခတ်မှုတွေကိုဆက်တိုက်လှုပ်ဆောင်နေတာတွေ့ရပါတယ်စစ်ကောင်စီဟာအမိတ်ပေးကုတ်ကဲမှုနဲ့လေကြောင်းစစ်စင်ရေးဗျူဟာပြောင်းလဲကျင့်သုံးပြီးလေကြောင်းတိုက်ခတ်မှုတွေကိုအဆမတန်တိုးမြင့်လာတယ်လို့မြမစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ပါတယ် MDSI ဟာ CDM တံတော်သားတွေနဲ့ဖွဲ့စည်းထားတဲ့သုတေသနအဖွဲ့ဖြစ်ပါတယ်။အရင်ကအရေးပေါ်စီရေးအခြေအနေတွေမှာ လေကြောင်းပစ်ကူတောင်းရင်ကကကြီးကိုအဆင့်ဆင့်တင်ပြတောင်းခံရတယ်လို့ဆိုပါတယ်။အခုနောက်ပိုင်းစီရေးကျပြတ်လာတဲ့အတွက်အနီးကပ်လေကြောင်းပစ်ကူတွေကိုမြေပြင်စစ်စင်ရေးတပ်မှုတွေတပ်မှမှုတိုင်းမှုတွေကတောင်းခံရယူတဲ့စနစ်ကိုပြောင်းလဲကျင့်သုံးနေတယ်လို့ MDSI ကဖော်ပြပါတယ်။ မဟာဗျူဟာအစ်စ်နိုင်ငံအနှံ့လေးချောင်းစစ်စင်ရေးတွေကိုတော့ဒုတက်ချုပ်ပါတဲ့ပို့တွဲစစ်စင်ရေးကွက်ကဲမှုဌာန JOC ကဆုံးဖြတ်တယ်လို့ဆိုပါတယ်စစ်ကောင်စီကလေးချောင်းတိုက်ခတ်ရမှာတိုက်ခတ်ရေးလေးရင်တွေအပြင်တည်ယူပို့ဆောင်ရေးလေးရင်ရဟတ်ရင်တွေကိုပါတိုက်ခတ်ရေးအတွက်ပြင်ဆင်ပြောင်းလဲအသုံးပြုလာတယ်လို့လည်းဖော်ပြပါတယ်စစ်ကောင်စီကတိုက်လေရင်တွေရဟတ်ရင်တွေကိုအစ်စ်ဝယ်ယူအားဖြည့်တာ အစ်စ်မြင့်တင်တာတွေစက်တိုက်လှုပ်ဆောင်နေပြီးလက်ရှိမှာတိုက်ခတ်ရေးအတွက်အသုံးပြုနေတဲ့ လေရင်180နီးပါးကိုအသင့်အနေထားနဲ့ထားထားတယ်လို့လည်း MDSI ရဲ့စီးရင်တွေအရသိရပါဗျ။ဒါအပြင်စစ်လက်နက်စက်ရုံတွေကနေလေချောင်းဘုံလက်နက်နဲ့ drop ဘုံတွေကိုအဆက်မပြတ်စမ်းသပ်တိုးမြင့်ထောက်လို့အသုံးပြုနေတယ်လို့လည်းဆိုပါဗျ။လေချောင်းကင်းထောက်တာနဲ့တိုက်ခိုက်တာတွေမှာတရုတ်နဲ့ရုရှားထုတ်မောင်းတူမဲ့လေရင်တွေကိုအသုံးပြုလာတယ်လို့ဖော်ပြပါဗျ။စစ်ကောင်စီကတော်လိုင်းရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေထဲကစာတင်ကြောင်းဆေးရုံစတဲ့ လူစီကားရအရက်ပတ်နေရာတွေကိုဖြူဟာချပြစ်မှတ်ထားပြီးတိုက်ခိုက်နေတယ်လို့လည်းထောက်ပြပါဗျ။မြန်မာနိုင်ငံမှာအနေဆုံးလောက်အားခကိုတိုးမြင့်တက်မှတ်ဖို့ဥရောပကုန်တယ်များအတင်းကတိုက်တွန်းလိုက်ပါတယ်။မြန်မာနိုင်ငံမှာ2018ခုနှစ်ကတက်မှတ်ပြဋ္ဌာန်းထားတဲ့တရက်အနေဆုံးလောက်အားခကျပ်4800ကို ပြန်လည်ပြင်ဆင်တက်မှတ်တာမရှိသေးပါဘူး။အာနာသိန်းကာလမှာငွေကြေးဖောင်းပွမှုတွေမြင့်တက်လာတာကြောင့် အလုသမားတွေရရှိနေတဲ့ငွေဟာလဲ၃ပုံတစ်ပုံအထိတန်ဖိုးကျသွားတယ်လို့ဆိုပါရယ်။တနည်းအားဖြင့်၃ဒေါ်လာလောက်ရနေရကနေ၁ဒေါ်လာလောက်ပဲရတော့တဲ့သဘောဖြစ်ပါရယ်။၂၀23နဲ့2024ခုနှစ်တွေမှာထောက်ပံ့ကြီးကျက်တထောင်စီတိုးပေးလို့တရက်လောကခ6800ဖြစ်လာပြီမဲ့အချိန်ပိုလောက်ခကို4800နဲ့ပဲတွက်ချက်ပေးတာကြောင့်အလုသမားတွေအတွက်နစ်နာတယ်လို့ဆိုပါရယ်။ လောက်ခနေပါတာကြောင့်လုပ်ငန်းခွင်အငင်းပွားမှုတွေကိုဖြစ်စေတယ်လို့အချိန်ပိုနဲ့စူကျေးတွေကိုမှီခိုနေရတာကြောင့်အလုပ်သမားတွေရဲ့ကျန်းမာရေးကိုလည်းထိခိုက်စေတယ်လို့ထောက်ပြထားပါတယ်။အခုသတင်းပတ်တွင်မှာပဲကဘာကျော်အမှတ်တရစိတ်တစ်ခုဖြစ်တဲ့ Editor ဖနက်တွေချုပ်နေတဲ့ရန်ကုန်တိုင်းဒေသက Cherry စက်ရုံရဲ့အလုပ်သမားတွေတည့်ရလောအခကိုကျပ်12000အထိတိုးမြှင့်ပေးဖို့ဆန္ဒပြတောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံအထွေထွေအလုပ်သမားတမကများအဖွဲ့ချုပ်ကတော့တရက်ပုံမှန်အလုပ်ချိန်၈နာရီအတွက်အနှိမ့်ဆုံးလောက်ခကြက်2000ပေးဖို့မေဒီနေ့မှာတောင်းဆိုထားပါတယ်။ရန်ကုန်တိလဝနိုင်ငံကစိတ်ကန်းစီမံကိန်းကနေဂျပန်ကုမ္ပဏီ၃ခုနှုတ်ထွက်ရမှာတာဝန်ယူမှုရှိရှိနှုတ်ထွက်ဖို့ Justice for မြန်မာအပအဝင်ဂျပန်နဲ့မြန်မာရပ်ဖက်အဖွဲ့ခုနှစ်ဖွဲ့ကမေလ၁၄ရက်မှာတောင်းဆိုလိုက်ပါတယ်။ စီမံကိန်းကနေနှုတ်ထွက်ရမှာပွင့်လင်းမြင်သာမှုရှိဖို့လူခွင့်ရေးစံနှုန်းတွေကိုလေးစားလိုက်နာဖို့အတွက်ဂျပန်ယင်းနီးမြုံနံသူတွေအစိုးရကြောထောက်နောက်ခံရှိတဲ့အာမခံကုမ္ပဏီနဲ့အခြေခံအဆောက်အဦကန္တာယင်းနီးမြုံနံမှုကော်ပိုရေးရှင်းတခုတို့ကိုတောင်းဆိုလိုက်တာပါစီမံကိန်းမှာပါဝင်တဲ့ကမိဂူမိဆူမီတိုရိုကော်ပိုရေးရှင်းနဲ့တိုယိုတာဆူဟိုတို့ဟာနှုတ်ထွက်တော့မှာဖြစ်ပြီးစရင်ဖြတ်သိမ်းတာတွေစတင်လှုပ်ဆောင်နေပြီလို့ဆိုပါတယ် စီမံကိန်းကိုအာမခံပြီးတဲ့ Nippon Export and Investment Insurance ကလည်းအာမခံအကျုံးဝင်မှုပြီးဆုံးသွားပြီလို့ဆိုပါရယ်ဂျပန်အစိုးရကြောထောက်နောက်ခံရှိတဲ့ corporation တစ်ခုပဲစီမံကိန်းထဲမှာဆက်ရှိနေပါရယ်ကုမ္ပဏီတွေနဲ့အစိုးရအဖွဲ့အစည်းတွေအနေနဲ့သူတို့ရဲ့ထွက်ခွာမှုကစေအုပ်စုဒါမှမဟုတ် Synchronicity တွေအတွက်ဘဏ္ဍာငွေဆိုင်ရာအကျိုးမြတ်မရရှိနေအောင်လှုံ့ဆော်ဖို့တာဝန်ရှိတယ်လို့အရက်ဘတ်အဖွဲ့တွေကထောက်ပြပြောဆိုပါရယ် ပေါင်းလို့ကိုရောစိတ်ပါကျမ်းမချမ်းသာကြပါစေ။ကပေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒိုဝဝဝိုင်းမသားတွေကစုမုံကောင်းတောင်းအပ်ပါတယ်။နောက်တစ်ပတ်မှလည်းမြမတဲ့ရင်ရဲ့အစီအစဉ်ကိုဆက်လက်စောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်။